မြန်မာနဝချနယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာအကောက်သောရေးသားထားတဲ့ဘဲတန်ဘာခနဲ့ဂလုံးတက်ဖွဲ့ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဆရာဆန်နဲ့လယုံတက်ဖွဲ့တွေဟာတောင်ညိုကလေးအမိရနေရာကိုရောက်ရှိလာခဲ့ကြပါတယ်။ အဲ့ဒီနေရာအနီးတဝိုက်ကတေတော်အစ်ပင်တွေနဲ့ဆိတ်ဆူနေပြီးရဲရွာနဲ့လည်းအတန်ငယ်လှမ်းတာမို့နေရထိုင်ရေးအဆင်ပြေလာပြီလေဒါပေမဲ့ဆရာဆန်းကပေါ်ပေါ်ဒေဒေတက်ဆွဲနေတာမျိုးမဟုတ်ပဲတရားအထုတ်ဖို့လာရောက်ကြတဲ့သူတွေလိုအသွင်ယူထားကြလေတယ်တောင်ကျင်းမှာရှိတဲ့အင်ဂျင်များလိုအမေကရွာငယ်လေးတူရမှာနောက်လိုက်နောက်ပါတွေကအခြေချနေထိုင်ကြပြီးတော့ဘာသူရွာသားတွေအသွေးရုပ်ပြထားကြလေတယ်ဘာခတ်တို့ဟာဆရာဆန်းကိုတောင်ပေါ်စီကိုလိုက်ပို့တယ် တောင်ကြီးပေါ်မှာတော့ဖျားဖူးခီးတဲ့တွေမရှိတာကြောင့်တိတ်ဆိတ်အေးချမ်းနေတယ်။တောင်နဲ့ဖျားလေးရဲ့အနီးမှာဆရာဆန်တို့လူတစုစုယုံမိကြတယ်။ဆရာကြီးဆရာကြီးကဘာဖြစ်လို့ဒီနေရာကိုရွေးချယ်လိုက်တာလဲ။ဒီနေရာဟာတကယ်တော့အောင်မြင်တစ်ခုပဲ။ကိစ္စကြီးမစခင်ရှေးဘုရင်တွေကအောင်မြင်နင်းခဲ့တဲ့အတိုင်းအခုငါတို့လည်းတော်လရေးကြီးမစခင်အောင်အတိတ်အောင်နမိတ်ရအောင်အောင်မြင်နင်းဖို့ပဲ။တောင်ကျောင်းကအောင်မြင်လို့တော့တိတ်မကြောက်ဘူးပါဦးဆရာကြီး။ ဆရာဆန်ကတောင်ကြီးတောင်ကိုလက်ညှိုးထိုးပြကဟဟူတောင်ကိုကျဲပုံးတောင်လို့ခေါ်တယ်။ဖျားရှိကျဲမင်းဖြစ်စရာပုံအောင်ခဲ့တဲ့တောင်လို့ရာဇဝင်ထဲမှာအဆိုရှိတယ်ကွ။ကျဲမင်းကျဲပုံးဆိုတာတနင်္လာနေ့ကြာသာပရိသတ်ကို တွဲဖက်ထားတဲ့အတွက်ပထဝီဓာတ်တနည်းအားဖြင့်ပြောရရင်တော့ဂမောထက်ပဲ။ပထဝီဓာတ်ဆိုတာမြေကိုကိုစားပြုတယ်။အခုငါတို့ရဲ့ရဲ့ချက်ကငါတို့ရဲ့မြေပေါ်မှာအနိုင်ကျေပူကြနေတဲ့နေချက်မင်းစာတွေကိုငါတို့မြေပေါ်ကနေ တုံးလေဖတ်ထုတ်မှာဖြစ်တဲ့အတွက်ပထဝီအောင်တက်မြေအောင်တက်ကိုယူမဲ့သဘောပဲ။ဘာခတ်တော့အတဲ့သဘောတွေကိုနားမလည်ပြင်မဲ့လေ။ဆရာဆန်စကားကြားတဲ့အခါမှာခေါင်းငိမ့်လိုက်ကြတယ်။အဲ့ဒီကျဲပုံးတောင်ပေါ်မှာကြောက်ကူတစ်ခုရှိတယ်။အဲ့ဒီကူအပေါ်မှာကြောက်သားတစ်ခုကကျဲပုံပေါ်နေတယ်။ကျဲရုပ်ကအရှိရက်တင်းနလာအရက်ကိုမျက်နှာမူထားတယ်။ဒါကြောင့်လဲပထဝီတက်ကိုအောင်မြင်နိုင်နေဆိုတဲ့အသွင်ကိုယူတယ်။အလောင်းမတရားယူရီးယားကိုမတိုက်ခင်အချိန်မှာ ထဝီဓာတ်အောင်မြေကိုနင်းခဲ့တယ်လို့ငါတို့လည်းဒီအောင်မြေမှာကျင့်စဉ်တွေကျင့်တိလာတွေစောက်တည်ပြီးတော့အောင်ထက်ကိန်းအောင်လုပ်ပါမယ်။ကျွန်တော်တို့ဘယ်လောက်ကြာကြာနေရမှာလဲဆရာကြီး။ညဝင်းကြီးအားလို့45ရက်လောက်တော့အတိတ်တဝင်မယ်။ဒါပေမဲ့ငါအတိတ်တဝင်နေတဲ့အချိန်မှာမင်းတို့တွေရောတာဝန်တွေအတိအသီးခွဲပေးမယ်။ဆရာဆရာဖူးစောနဲ့ဖူးချစ်ကိုကြည့်ပြီးဖူးစောကတော့ဂလုံးကငါးကောက်တုတ်ချထားတဲ့ပုံစံနဲ့အလံတွေရအောင်ဆောင်ရွက်ရမယ်။ ဖိုးချစ်ကတော့ဒုသက်သားတွေဝစ်စင်မှုအတွက်ရဲမဲ့ဝစ်စုံတွေချုပ်လုပ်နေတာကိုကြည့်ကြရလိမ့်မယ်။ဟုတ်ကဲ့ပါဆရာကြီး။ဒီကဘခတ်ကခေါင်းတစ်ချက်ကုတ်ပြီးကျွန်တော်တို့တက်တွေကိုဘာဖြစ်လို့ခလုံးတက်တွေလို့နမည်ပေးရတာလဲဆရာကြီး။ဟုတ်တယ်ဆရာကြီး။ကျွန်တော်တို့လည်းသိချင်တယ်။ဘခတ်မေးလိုက်တဲ့အခါမှာတခြားလူတချို့လည်းလိုက်လံမင်းမြတ်ကြလိမ့်တယ်။ဆရာဆရာကခေါင်းညိတ်ပြီးတော့မင်းတို့သိချင်ပြောပြမှာပေါ့ကွာ။နေချက်ဆိုတာစနေနဲ့မဟုတ်လား။ စနေနံဆိုတာကငါ့ကိုကိုစားပြုတယ်လीတို့ကနေချက်ကိုအနိုင်တိုက်မဲ့လူတွေဆိုတော့စနေနံကိုနိုင်မဲ့ရာကဘာများဖြစ်မလဲငါ့ကိုနိုင်တာကတော့ဂလုံးဘောဆရာကြီးဟုတ်တယ်ကွာဒါကြောင့်နေချက်ဆိုတဲ့စနေနံငါ့ကိုဂလုံးကထိုးတုတ်စားတောက်မယ်ဆိုတဲ့နမိတ်ပုံရိပ်အတိုင်းငါတို့တပ်ဖွဲ့တွေကိုလည်းဂလုံးတပ်ဖွဲ့လိုအမိပေးရတာပဲဒါသဘောနဲ့ပြောရင်တော့နန်းနေတာပေါ့ကွာကျွန်တော်တို့နားလဲပါပြီဆရာကြီး ဒါဘခတ်ကတော့တာယာဝရီကိုပြင်ရမယ်။ကြီးရွာခေါင်းဆောင်တွေကိုအသိပေးပြီးတော့နောက်45ရက်ကျရင်ဂလုံတက်သားတွေစုယုံပြီးတော့အလန်တောင်ကိုခြစ်တက်လာခဲ့ဖို့အကြောင်းကြားရမယ်။ဒါဘခတ်ကခေါင်းငင်းလိုက်လေ။ဘခတ်မင်းကတော့30နဲ့ကိုသွားရမယ်။30ဆိုတော့ဒီကနေတိတ်မွေးဘူးပဲဆရာရဲ့။အဲ့ဒီ30မဟုတ်ဘူးမနေ့စီ။ကမောစာတိုင်းနောက်ချိုနေက30နဲ့ကိုသွားရမှာ။ရှမ်းပြည်ဆိုတော့အဝေးပါပဲလားဆရာကြီး။ တုံးစိန်နေဟာစောပွားဟောင်းကြီးတယောက်စီမှာမင်းမြောက်တန်စာ၅ပါးရှိတယ်။ဟောဒီလက်ကင်မော်ကိုပြပြီးတော့ငါတောင်းခိုင်းတယ်လို့ပြောရင်မင်းတို့ကအသာတကြီးထုတ်ပေးလိမ့်မယ်ကွာ။ဆရာဆရာတိုက်ဖို့အင်ကြီးအိတ်အတွင်းကမူးပြောင်ရောင်ပိုးပွားစာလေးကို ထုတ်ပြီးတော့ဘာခတ်ကိုပေးလိုက်တယ်။အဲ့ဒီပွားစာလေးမှာငါအတောင်မန်ကလေးတခုပိုးချီအဝါလေးနဲ့ရေထိုးထားတာကိုတွေ့ရတယ်။မင်းမြောက်တန်စာတွေအကြောင်းကြားလိုက်ရတဲ့အတွက်ဘာခတ်ဘဝေမကြပဲဖြစ်သွားတယ်။ ျုပ်ကဆရာကြီးကိုခစ်ဆက်တဲ့လူတယောက်လိုထင်ထားခဲ့တာတကယ်တော့ဆရာကြီးကဗရီဒရစ်စနစ်ကိုပြန်လည်အသက်သွေးကြည့်နေတဲ့လူပဲဗျဘာကကဒေါ်လာကြီးနဲ့ပြောလိုက်တယ်ဆိုပေမဲ့ဆရာဆန်ကတော့အေးအေးလူလူပဲမင်းမြောက်တန်စား၅ပါးဆိုတာဘယင်အဖြစ်နဲ့တက်တဲ့အခါမှာအသုံးပြတဲ့အရာတွေမဟုတ်လားဆရာကြီးဗရီဒရစ်ဘယင်တွေမကောင်းခဲ့လို့ကျွတ်တော့တန်းပြီးအခုလိုဖြစ်နေတယ်လို့ဆရာကြီးအရင်ကပြောခဲ့ဘူးရဲ့သားနဲ့ အခုတော့ဆရာကြီးကိုယ်တိုင်ကရှင်ဘီရင်တပါဖြစ်ချင်နေပြီထင်တယ်။ရှင်ဘီရင်အာနာကိုတတ်မှတ်နေပြီထင်တယ်။ကြက်တော့လုံးမှာတော်လန့်ရေးပြနေချက်အစိုးရကို ပုံကန်တော်လန့်မဲ့တော်လန့်ရင်ဆရာကြီးကဘီယူယူဖို့မဟုတ်ဘူး။ဒီကဖူးစောကမတက်ထားရပြီ။ဟဲ့ဖခက်မင်းစကားတွေလုံးနေပြီနော်။မင်းရဲ့ပါဇက်ကိုမင်းကိုယ်တိုင်ပိတ်ပိတ်မဟုတ်ရင်ငါပိတ်ပေးမယ်။ဘာခက်ပြောတာလဲမှန်တယ်ဖူးစောလွတ်လပ်တဲ့စနစ်တစ်ခုမှာ အတိုက်ခံဆိုတာရှိတတ်စမြဲပဲမဟုတ်လားအတိုက်ခံတွေရဲ့ပြောဆိုချက်ကိုလေ့လာသုံးသပ်ရမှတော်ဟာကြတယ်မဟုတ်လားဒီကောင်ကဆရာကြီးကိုဆော့ကားနေတာဆရာကြီးကဘခက်မင်းပြောတာကငါလက်ခံပါတယ်တို့ရှေးပြင်းတွေကနန်းတွေနေရနေစီးစိမ်ရှိမှုအာနာပြရန်ကားနေပြီးတော့တိုင်းသူပြည်သားတွေရဲ့အခြေအနေမှန်ကိုမသိခဲ့လို့ဒိုတိုင်းမြေကြာရှုံးခဲ့ရတယ်လို့ငါပြောဘူးတယ်ရှေးပြင်းတွေကကိုယ့်အာနာယာယီအတွက် တိုင်းသူပြည်သားတွေဘာပဲဖြစ်ဖြစ်ဂရုမစိုက်ပဲအခြေခြေနမ်းလို့ပြီးစစ်ပွဲတွေခင်းတက်ကြဖြတ်ကြနေမှုဒုနိုင်ငံရဲ့အခြေအနေကချွတ်ချုံကြပြီအခုလောနယ်ချက်တွေရဲ့မတရားသိမ်းပိုက်တာကိုခံခဲ့ရတယ်ဒါဟုတ်သိရနေဆရာကြီးကဘယ်ရင်ဖြစ်ချင်နေသေးရလားဒါဆိုပြည်သူတွေကိုဘယ်လိုပြောပြီးမင်းစီယုံမလဲဘာခတ်ဒီတော်လိုင်းကြီးကလယ်သမားတွေကြီးပါယုံနဲ့အောင်မြင်မှာမဟုတ်ဘူးပြည်သူတရားလုံးပါဝဲမှာအောင်မြင်မဲ့တော်လိုင်းကြီးဘာခတ်နှုတ်ဆက်သွားမိတယ် အဲ့ဒီခါကျမှဆရာဆန်ကဒုဗမာရိအကြောင်းငါအသိဆုံးမှာဘာခက်ရဗမာရိရနေချက်လက်အောက်မှာနေရတယ်ဆိုပေမဲ့သူတို့ရဲ့စိတ်တက်ကဗရိတိစနစ်စိတ်တက်တွေမပြောင်းလဲသေးဘူးအခုထိသူတို့ရဲ့အိမ်မက်ထဲမှာတစ်ချိန်ချင်းဗမာဘရင်တစ်ပါးပေါ်လာပြီးတော့ဗမာရိကိုပြန်လဲဥဆောင်လို့တိုင်းနိုင်ငံအသည့်ထူထောင်မယ်ဆိုတဲ့အယူအဆတွေရှိနေကြသေးတယ်ဒီလိုအသည့်ပညာနှိမ့်ချနေတဲ့လူထုကိုမျှတာတဲ့ရွေးကောက်ပွဲတို့ ပါလီမန်အုပ်ချုပ်ရုံတော့သွားပြောလို့မရဘူးပါခတ်တို့လူကျင်တာအဲ့ဒါမဟုတ်ဘူးတို့နားလည်လက်ခံပြီးတို့ယုံကြည်တာဘုံလက်ယုံနဲ့ပြည့်စုံတဲ့ဘရင်တစ်ပါးပဲပါခတ်တွေ့တွေ့ကြည့်ခေါင်းငိမ့်လိုက်လေတယ်ဗမာပြည်ကလူရန်စားတွေအားလုံးကိုစီးရောအောင်လုပ်ဖို့အတွက်လူရန်စားတွေအားလုံးမှာတူညီတဲ့မျှော်လင့်ချက်တစ်ခုရှိတယ်လူရန်စားအားလုံးကလက်သမားခေါင်းဆောင်တစ်ယောက်ကိုလိုချင်တာမဟုတ်ဘူးတို့လိုချင်တာက ဗမာတွေကိုဥဆောင်မဲ့ဗမာဘရင်တယောက်ပဲကျုံနားလဲပါပြီဆရာကြီးဗမာတွေအကုန်လုံလာတဲ့ဘရင်အစ်စ်ပေါ်ပြီဆိုရင်လဲနေလေအောင်မြင်းဆောင်မကြံလူတွေအားလုံးကကျွန်တော်တို့ကိုထောက်ခံလာလိမ့်မယ်ဆိုတာကျွန်တော်သိပါပြီအခုမင်းရဲ့စိတ်ထဲရှင်းသွားပြီဆိုတာသိရတော့ငါကျေနပ်သွားပါပြီဘခတ်တကယ်တော့ငါကဘရင်တပါဖြစ်ချင်တာမဟုတ်ဘူးဒါပေမဲ့အချင်းနဲ့အရရရလူထုတစ်ခုလုံးရဲ့ထောက်ခံမှုကိုရဖို့လူထုတစ်ရက်လုံးရဲ့မျှော်လင့်ချက်တွေကိုအသက်သင်ဖို့အတွက် မလုံမဖြစ်လောက်ရတဲ့အရာတစ်ခုပဲဆရာဆန်းကအဖွဲသားအားလုံးကိုကြည့်လိုက်ပြီးတော့ကဲမနေ့ကစပြီးတော့ကိုတောင်ဝဲကိုကြေပွားလုံဆောင်ကြ55ရဲ့မပြည့်ခင်ငါတို့ဒီမှာပြန်ဆောင်ကြမယ်ပြီးတော့အလန်တောင်ကိုချီတက်ကြမယ်ဆရာဆန်းကပြောဆိုရင်လက်သီးလက်မောင်းတက်လိုက်တဲ့အခါကျန်တဲ့အဖွဲသားတွေကလည်းလက်သီးတွေထောင်လိုက်ကတန်မြန်အော်ဟစ်ကြလိမ့်တယ်ဂလုံးအဖွဲအောင်းရမယ်ဂလုံးအဖွဲအောင်းရမယ်နေချင်းတကားတွေကြရှုံးရတော့မယ် အဖော်ဝင်နေအားလုံးလူစုကွဲသွားတဲ့အခါဆရာဆန်းကဘခတ်ကိုကြည့်။ဘခတ်မင်းမစိတ်မေကြောင်နေကိုလုံးအကာအကွယ်တွေမရှိသေးပါလားကွာ။ကျွန်တော်ကတော့အဲ့ဒါတွေကိုတိတ်မယုံပါဘူးဆရာကြီးဟာ။မယုံကြည်ပေမဲ့မင်းအဲ့ဒီဆေးတွေကိုထိုးနိုင်ရမယ်ဘခတ်။ခလုံးတက်သားတွေတောင်စီးထိုးနိုင်ကြတဲ့ဆေးတွေကိုမင်းလိုလက်ရုံးတက်ဖွဲ့တယောက်ခေါင်းဆောင်တယောက်က မထိုးနိုင်တာဘူးဆိုရင်တို့ခလုံးတက်ဖွဲ့ပေါ်သူတို့ထားတဲ့ယုံကြည်ချက်တွေယုံနေသွားလိမ့်မယ်။ ျွန်တော်နားလိုက်ပါပြီဆရာကြီးဆရာဆန်းကမူးဘော်ကိုတစ်ချက်မောကြည့်ပြီးတော့လက်ချောင်းတွေကို ချိုးရီကတခုခုကိုရေတွက်နေလေဒီညာနှစ်ခက်အချိန်ကကောင်းကြတယ်ဘခက်ဒီတော့မင်းတို့ငါကိုယ်တိုင်ကိုလုံဆေးတွေစီမင်းမယ်ဘခက်ခေါင်းသာငင်းပြလိုက်လေညာရောက်တဲ့အခါမှာတော့ဖွေးချစ်လာခေါ်တဲ့အတွက်ဘခက်တယောက်တောင်မောက်ကိုတက်လာခဲ့တယ်တောင်မောက်မှာရှိတဲ့မြေကွက်လက်တစ်ခုစီကိုရောက်တဲ့အခါမှာတော့ဖြာချောတစ်ချက်ခင်းထားပြီးအုံမွေးငပြုတ်ပွဲတွေနဲ့အတူ အမွေးတိုင်ဖျောင်းတိုင်နဲ့ထုံးညိထားတာကိုတွေ့ရတယ်။ဖျားရဲ့အလဲမှာဆရာဆန်းကမိမ့်မိန်ကြီးထန့်နေတယ်။ဘာခတ်ရောက်လာတဲ့အခါမှာတော့ဆရာဆန်းကဖျားပေါ်မှာဝင်ထိုင်မှုအချက်ပြလိုက်တယ်။ဘာခတ်မင်းရောအခုချိန်အားစပြီးတော့ကိုလုံဆေးတွေစင်ရင်ပြေးတော့မယ်။ဒီဆေးတွေစင်ရင်ပြေးတဲ့အခါမှာအဖြတ်အမျိုးမျိုးပေါ်လာနိုင်တယ်ဘာခတ်အဲ့ဒီအဖြတ်တွေရောမင်းအောင်တိုင်းမှာပဲစင်းစင်နေအောင်မြေပေါက်ရလိမ့်မယ်။မဟုတ်ရင်တော့ဒီဆေးတွေကအသားပေါ်မှာအယုတ်ရေးထားသလိုဖြစ်ပြီး ဘာအာနေတယ်မှာရှိမှာမဟုတ်ဘူးဟုတ်ကဲ့ပါဆရာကြီးအရင်ဆုံးဖះကတော့ပြီးတော့လက်အုပ်ချီထားရမယ်တစ္ဆာအဋ္ဌထံဆိုပြီးငါတိုင်ပေးတဲ့မန္တန်ကိုမင်းရဲ့နှုတ်ကနဲ့တဖွားဖွားယွတ်နေရမယ်စေးစင်နာမပြီးသေးငါအောင်မင်းလို့မအောင်ခိုင်းသေးမိထန်ရကနေမထပဲနေရလိမ့်မယ်တကယ်လို့လှုပ်ရှားလိုက်တယ်ဆိုရင်စေးရဲ့အစီရင်ကပြည့်ပြည့်သွားလိမ့်မယ်ဘာကဟာခလန်လာမှာမြေတွေ့နေရတဲ့ဇီဒီလေးကိုလက်အုပ်ချပြီးတော့ဖះအကြနာရှစ်ခိုးလိုက်လိမ့်တယ် အဲ့နောက်မှာတော့ဆရာဆိုင်တမ်းမေးတဲ့တစ္ဆာအဋ္ဌထံကိုဆိုပြီးမန္တန်တခုကိုလည်းအစင်မပြတ်ရွတ်ဖတ်နေလိုက်တယ်။မန္တန်ကတိတ်မခတ်ခဲ့လားဆရာဆာအနီအောင်ဆေးတော့အနဲ့အောင်ဆေးတော့တွေကိုဓာတ်နဲ့အနေနဲ့ချုပ်ပြီးအဲ့ဒီအမှုန့်တွေကိုကြေးကွက်လေးတခုအတွင်းထဲကိုထည့်ကာဖြောဆက်လိုက်လေတယ်။ဆရာဆာကိုယ်တိုင်ကလည်းရှပါတီလာစောက်တည်ပြီးနောက်ကျေစုပ်တဲ့ညို့ထုတ်ကလိုက်တယ်။ဆရာဆန်းကဒူးတစ်ဖက်ထောက်ကောင်မုတ်ဆိုးထိုင်ထိုင်ပြီးတော့ဆေးစုပ်တဲ့ညို့အသေးချာခြင်တွေလိုက်လိုက်တယ်။ဖိုးချစ်က ခြေကွက်လေးကိုလက်နှစ်ဖက်နဲ့ရိုးရိုးတေးတေးကင်ထားပေးတယ်။အရင်ဆုံးမင်းရဲ့ညာလက်မောင်းမှာကာကြီးပုံစံအစ်စမတော်ကြီးကိုရေးထုတ်ပေးမဲ့ဘာခတ်။ပြောပြောဆူဆူနဲ့ဆရာစာဘာခတ်လက်မောင်းကိုစုတ်တိုင်နဲ့စတဲ့ထိုးနှံလိုက်တယ်။ကာကြီးဆိုတာပြေး33လုံးရဲ့အစစလုံးပဲ။ကာကြီးရဲ့တသဘောမှာကစတဲ့ချင်းရဲဝင်ချင်းအရှိဆုံးကနေမမမမရက်တီချင်းဆိုတဲ့ဓာတ်သဘောတွေပါဝင်နေ။ဒါကြောင့်ငါတို့တော်လိုင်းမှာ အရှိဆုံးအနေရင်ဆိုင်တိုက်ခိုက်မဲ့တပ်သားတွေကိုကာကြီးလိုဆာလုံးရေထိုးတက်မှတ်ပေးထားတာဖြစ်တယ်။ဆရာစာစီးကွက်ထရဆေးရုပ်ကိုစွပ်ပြီးစုတ်တံနဲ့ထိုးပေါက်ပေးလိုက်တယ်။တခါကာကြီးဆိုတဲ့ဆာလုံးကကာရဲကွက်ရဲဆိုတဲ့အထိပယ်ကိုဖော်ဆောင်နိုင်တယ်။ဒါကြောင့်ကာကြီးကအကာအကွယ်သဘောလည်းဖြစ်တယ်လို့အိုးအဆသဘောလည်းဖြစ်ပြန်တယ်ကွ။ဘာခါဘာစကားမှအပြည့်မပြောဘဲမန်နံကိုသာရွတ်ဖက်နေလိမ့်တယ်။ခါဝဲဆိုတာကတော့ခုခံတယ် ခံခံ့နေဆိုတဲ့သဘောကိုတက်ရောက်တယ်။ဒါကြောင့်မို့ကာကြီးတက်သားတွေကိုနောက်ကွယ်ရနေခုခံမှုထောက်ပံ့မှုအတွက်ခါဝေးတက်သားတွေကိုဖွဲ့ပေးတဲ့သဘောပဲ။တခါအေးပညာဘက်ကကြင့်လဲအေးဝဲစာအစတပောက်ကားဆိုတဲ့စကားအတိုင်းအေးစာတွေထဲမှာစာလုံးတစ်လုံးနဲ့ပါတဲ့တပောက်အင်းကအဆန်းဆုံးပဲ။တပောက်အင်းကနေမှဆင့်ပွားပြီးတော့နှစ်ပောက်အင်းလေးပောက်အင်းတွေအပြည့်ထပ်ဆင့်ပွားကြတယ်။ဒါကြောင့်ကအခုကာကြီးခောက်ကွေးတို့စာလုံးတွေထိုးနိုင်တဲ့အခါမှာ တပောင်းအင်းအဖြစ်နဲ့ထုံးနံပေးနေတာပဲဘာခက်ရ။ဆရာဆန်းကကျေးစုပ်တန်ကြီးနဲ့အရေးပြားကိုထိုးဆိုင်ပြီးစီးရီကိုထုံးနံလီတော့ဘာခက်ရဲ့လက်မောင်းကနေသွေးတွေဖြာစီးကြလာခဲ့တယ်။ဒါမဲ့ဘာခက်ကမျက်ခုံးတစ်ချက်တောင်မတွတ်မယ်မန်နံကိုသာအာယုံဆက်လို့ရွတ်စွနေလိမ့်တယ်။မကြခင်မှာတော့ကာကြီးအင်းတော်ကြီးကိုရေးဆဲလို့ပြီးစီးသွားလိမ့်ပြီ။တပောင်းအင်းပင်လင်းပေါင်းအင်းကအဆွမ်းဆုံးပဲ။လင်းပေါင်းအင်းမှာစာတဘာဝဆိုတဲ့နမင်းတွေဆောက်ရှောက်တဲ့ အခရာကြီးလေးလုံးပါဝင်နေလေးပေါအေးကိုလေးနေရထိုးလိုက်နမင်းလေးပါဆောက်ရောက်တယ်လို့ရှေ့ဆရာတွေကယူဆကြတယ်ကွအဲ့နောက်မှာတော့ဆရာဆာဘာခက်ရဲ့လက်မောက်ဦးနှစ်ဖက်မှာလေးပေါအင်းတွေကိုရေးဆဲပေးပြီးတော့ဘာခက်ရဲ့ရင်အုံနှစ်ဖက်မှာလည်းလေးပေါအင်းတွေကိုရေးထိုးပေးလိုက်တယ်လေးပေါအင်းတွေရေးထိုးတဲ့အခါမှာတော့ဆရာဆန်းကစကားမပြောတော့ဘဲလေးလုံးဆက်မန်တန်တွေကိုသာရွတ်ဆူနေတာတွေ့ရတယ်ဆရာဆန်းရဲ့မန်တန်ရွတ်ဆူမှုကထပ်ကိုင်းကြပြီးအဖြတ်အတောက်မှတ်မှန် အတန်ဒီအတန်ထမှတ်မှန်နဲ့ရွတ်စွန်နေတဲ့အတွက်နားထောင်လို့ကောင်းလာတယ်။မကြခင်မှာပဲပဝင်းချေတို့ခွေလုံးတိတ်ဆိတ်ငြိမ့်သက်သွားလိမ့်တယ်။ဘာခတ်ကမန်နကိုသာခတ်မှန်မှန်စိတ်ထဲကနေရွတ်နေတယ်။အလုံးတိတ်ဆိတ်ငြိမ့်သက်တဲ့ပဝင်းချေကြောင့်ကိုယ်နှလုံးခုန်တဲ့ကိုယ်တော်တဒုတ်တုတ်မြည်ဟီးပြီးအကျယ်ကြီးကြားနေရတယ်။ငါဆိုးတကောင်ကဂိကနဲ့အော်မြင်လို့ခေါင်းမော်တဲ့တဲ့ကနေကြော်ဖြတ်သွားလိမ့်တယ်။မကြခင်မှာတော့တေအောင်တောက်တဲ့တွေရောအော်တဲ့ကိုကြားရတယ်။အဲဒီကနေတဆင့် တောကောင်မျိုးစုံရဲ့အော်မြင်တဲ့အတန်ကိုထက်မှန်ကြားရပြီးအတန်တွေကတဖြည်းဖြည်းစူးညံ့လာခဲ့တယ်တောကောင်တွေရဲ့အော်တန်အတွင်းနေရနေကြားဟင်းတန်ကိုကြားလိုက်ရတာကြောင့်ဘာခတ်တုံးလောက်သွားမိတယ်ဒါအဖြစ်ပဲဖြစ်မယ်ငါရဲ့စိတ်ကိုဆက်တက်နေတာဖြစ်မယ်ဘာခတ်ကမျက်စိကိုဇုံမိတ်လို့အတန်တွေကိုဆက်လက်နားထောင်နေမိတယ်ကြားဟင်းတန်ကြီးပြီးသွားတဲ့အခါမှာစင်ယုံကြီးတအုပ်ရဲ့အတန်ကိုကြားလိုက်ရလေတယ်စင်တွေကတကြီးကြီးကိုအော်မြင်လို့တောင်မော်ကိုပြစ်တက်လာကြတယ် တောင်းဝအထံကိုကြားရပြီးတဲ့နောက်မှာတော့မြေကြီးတွေလှုပ်ခတ်လာခဲ့လေတယ်။တာမန်လူတယောက်ဆိုရင်ဒီအထံတွေကြားတဲ့အခါအလွန်ကြောက်လန့်တုန်လှုပ်သွားမှာဖြစ်ပြီးဘခတ်ကစိတ်ကိုဒုံဒုံချကမန္တန်ကိုသာအားဆိုင်ရွတ်ဖက်နေတယ်။စင်အုပ်ကြီးကဘခတ်ထိုင်နေတဲ့ဖြန့်နှပေးမှာလှက်ပက်ပြေးလွှားနေတဲ့အထံတွေကိုကြားနေရတယ်။အဲနောက်စင်တန်တွေကပျောက်ချင်းမလောက်ပျောက်ခွေသွားပြန်တယ်။ဒီအချိန်မှာပဲဟိုးခတ်ဝဝစီကနေဝါကနေအထံကြီးတစ်ခုကိုကြားလိုက်ရလိမ့်တယ်။ မြေကြီးတွေလှုပ်ရှားနေတဲ့အတန်နဲ့တူသလိုမိုးသားတန်လေးတွေကဝေါကနဲအတန်ပြပြီးပြီးလာတဲ့အတန်မျိုးနဲ့တူနေတယ်။အဲ့ဒီတန်ကတဖြည်းဖြည်းနီးကပ်လာတာနဲ့အလွန်ဆူညံပြီးတော့တောတောင်ကြီးတစ်ခုလုံးတသက်ခါအောင်လှုပ်ရင်းနေတဲ့အတန်မျိုးဖြစ်ပါတယ်။ဒီတန်တွေကြားရပေမဲ့လည်းဘခကအထိုင်မပြတ်ပဝင်းကျေတို့ခေမှာတော့တပ်ပင်ကြီးတွေတဝုံဝုံပြိုလဲနေတဲ့အတန်တွေနဲ့ပြောင်းဆန်နေတယ်။မကြခင်မှာတော့အဲ့ဒီအတန်တွေကအနှဲငယ်တိတ်ဆိတ်သွားပြီးအတန်နဲ့ကြီးတွေထွက်ပေါ်လာခဲ့တယ်။အတန်နဲ့ကြီးတွေက ောင်းဝက်ဖွဲ့ကောင်းတဲ့အော်တန်တွေနဲ့အဟိတ်နေပြီးတော့ငရဲပွက်တက်လာစုညံနေပါတော့တယ်။ဒီအတန်တွေကိုအတော်ကြာအောင်ခန်းစားလိုက်ရပြီးတဲ့နောက်မှာတော့အတန်တွေအလုံးကရုတ်ချီပြောက်ခဲ့ပြီးပဝဲချေတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်။လေးပေါင်ရင်လေးကွက်တော့ပြီးသွားပြီပါခတ်။ဒီတော့မှဆရာဆန်ရဲ့အတန်ကိုပြန်ကြရလိမ့်တယ်။မင်းတဆင့်တော့အောင်မြင်ခဲ့ပြီပေါ့။ဒီအစ်စ်ပြီးတော့တနေ့ကြည်စံမီးပေါက်ရံတွေရနေကောက်ဝင်နိုင်တဲ့အစ်စမဖရားတဆူကို ရင်ဝထိတ်မှရေးဆဲပူသွားမယ်။ဓာကုတ်လန်ထိုးအတန်တွေကကောက်ကွယ်နိုင်တဲ့နီလာစက်ကြတဲ့ပြက်ကိုလည်းလက်ပြီးတစ်ပတ်ထုံးနံပေးရလိမ့်မယ်။ဆရာဆန်းကရင်ဝစီဆုတ်ချက်ထိုးလိုက်တဲ့အခါဘာခတ်စစ်ခနဲ့စစ်ခနဲ့နာကျင်သွားမိတယ်။ဒီအစင်းကပိုပြီးအစင်းမြင့်နဲ့အနှောက်ရှက်တွေနဲ့တွေ့ရလိမ့်မယ်ဘာခတ်။ဆရာဆန်းကဆုတ်ဆဲကိုဆက်လက်ထိုးနံပေးလိမ့်တယ်။ဘာခတ်ကတော့မျက်လုံးမှိတ်ထားတဲ့အချိန်သူ့ရဲ့အမြင်အာရုံထဲမှာအလွန်ဆူရှားတဲ့အလင်းအော်တစ်ခုကထွန်းလိုက်လာတဲ့အတွက် လမ်းဖြတ်ပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်လေတယ်။ဘာခတ်အနီးပဝင်းချင်းကိုကြည့်လိုက်တဲ့အခါဖြာပေါ်မှာမိမိတူဦးရဲ့သားရှိနေပြီးအနားမှာဘသူမှရှိမနေတာကိုတွေ့ရတယ်။ဆူရှာတဲ့အလင်းရောင်ကနေလုံးတစ်လုံးလိုကောင်းငင်ရံမှာထုံလင်းပြီးတော့ပဝင်းချင်းကိုလွှမ်းခြုံထားလေတယ်။မကြာခင်အချိန်မှာပဲတောအတွင်းနေရာဝင်မျိုးစုံထွက်လာကြတယ်။မပွေးမွေဟောက်တွေငန်းတော်ကြတွေငန်းပုတ်တော်ကြီးမွေဟောက်အစာရှိတဲ့ဝင်မျိုးစုံတို့ကလွတ်လွတ်နေပြီးတော့ဘာခတ်ထန်နေတဲ့ဘက်ကိုဥတီလာခဲ့ကြလေတယ်။ မွေဟောက်တရားပပြင်းနေထောင်ပြီးဖြာဆက်ကနေစိန်ခေါ်ကြတယ်။အဲ့ဒီမွေတွေအပြေလူကြီးပလုံးလောက်ရှိတဲ့ဇပောအုံမွေဇပက်ကြီးမွေတွေကထွက်ပေါ်လာပြီးတော့ဘာခတ်ကိုတက်ခိုက်တော့မဲ့တပွဲရံမွေနေကြတယ်။မွေတွေထွက်လာပြီးတဲ့နောက်မှာတော့ตาရဲ့တရိစံတွေထွက်လာပြန်တယ်။ခန္ဓာကိုယ်မှာအဆက်ပြောက်တွေပါတဲ့ကျစ်စ်တွေအနက်နဲ့အဝါစင်းကြကြီးတွေကတောက်အတွင်းထဲကနေတိုးထွက်လာပြီးဘာခတ်ကိုတိုက်ခိုက်ဆတ်တော့မဲ့ပုံစံမန်ဖီလို့လှက်ပတ်နေကြတယ်။မကြခင်မှာပဲဒီကောလုံးနတ်မောင်နဲ့ ကျတဲ့နဲ့ကြီးဘွားကနေခုံထွက်လာပြန်လေကျတဲ့နဲ့ကြီးရဲ့မျက်လုံးကအနီရောက်နဲ့လင်းလက်နေပြီးတော့အဆယ်ကြီးတွေကလည်းအလင်းရောင်အောက်မှာဝန်းလက်နေတယ်အဲ့ဒီကျတဲ့နဲ့ကိုမြေတွေ့လိုက်ရတဲ့အခါမှာဘွားကတကောလုံးကျတဲ့ဝင်းချင်းတွေဖြန်ကနေထောက်သွားပြီးစိတ်ထဲကနေလည်းအလိုလိုကြောက်ရွံ့လာခဲ့တယ်ဒါမဟုတ်ဘူးဒါရီကတကယ်ဖြစ်နေတာမဟုတ်ဘူးဘွားကတယောက်စိတ်ထဲအာတင်းထားမိတယ်ပုထုဇဉ်လူသားတဦးဆိုတော့ကျောင်းမွက်ဖွယ်အစင်းတဲ့တော်တွေကိုမြင်တွေ့ရတဲ့အခါမှာ ကြောက်စိတ်ဖြစ်ပေါ်မိပေမဲ့အဲ့ဒီကြောက်စိတ်ကိုချုပ်နှိမ်နိုင်ဖို့ကြိုးစားနေရတယ်။ဒါရက်တရေးဆန်တွေကဘာခန့်မျက်စိအရှိမပဲတကောင်မင်းတကောင်ပျောက်ကွယ်သွားပြီးနောက်မြူထူတွေကြာဆင်းလာပြန်တယ်။မြူထူအတွင်းထဲကအစင်းပုံစံနဲ့အမျိုးမျိုးရှိတဲ့တရေကြီးတွေကြောက်ဝက်ဖွယ်အတန်ကြီးပြေးလို့အရှိ့ကိုတဖြည်းဖြည်းတိုးလာတယ်။ဒီတရေကြီးတွေကတာမန်လူတို့အမြင်တွေ့လိုက်ရင်ကြောက်ရွံ့မူဝေကမင်းမျောသွားနိုင်တယ်ဆိုပေမဲ့ဘာခတ်ကတော့တရေကြီးတွေရဲ့ရုပ်သွင်ကိုစူးစိုက်ကြည့်နေမိတယ်။ဘာခတ်က မျိုးလုံးမှိတ်ချင်ပေမဲ့မျက်ခုံတွေကိုမှိတ်လို့မရအဲ့ဒီခါအဖြတ်မောက်တွေရဲ့ဆန်တက်မှုတစ်ခုအဖြစ်နားလည်လာပြီးအလွန်ရုပ်ဆိုးလာတဲ့တရေကြီးတွေကိုစိုက်ကြည့်နေမိတယ်အစပိုင်းမှာတော့တရေကြီးတွေရဲ့ရုပ်သွင်ကိုမြင်ရတဲ့အခါကြောက်ရွံ့နေဆိုပေမဲ့ကျင်းနေကျင်းနေနဲ့မျက်စိရင်လာပြီးကြောက်မက်ဖွယ်တိတ်မကောင်းတော့ဘူးဘခကတရေကြီးတစ်ခေါက်ရဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်တဲ့အခါအဲ့ဒီတရေကြီးရဲ့ရုပ်သွင်ကတဖြည်းဖြည်းမှိတ်ဖြုတ်လာပြီးပျောက်ကွယ်သွားခဲ့တယ်ဒီနည်းနဲ့ဘခက် တရေကြီးတွေကိုစိုက်ကြည့်ရင်တရေကြီးတွေတကောင်မီးတကောင်ပျောက်ခဲ့ပြီးနောက်အလင်းလုံးကြီးကလည်းတဖြည်းဖြည်းမှိန်ဖြောက်သွားကပျောက်ခဲ့သွားခဲ့တယ်။ဒီတော့မှဘာခတ်ရဲ့အရှိမဆရာဆန်ရဲ့ပုံရိပ်ကပေါ်လာတယ်။ဆရာဆန်ကနေလာဆက်ကြတဲ့ဘရက်ကိုဘာခတ်ရဲ့လက်မီးတစ်ပတ်ပြည့်အောင်ထိုးနှံပြပြီးဆိုတော့နောက်ဆုံးလက်မီးအရှိမအဆုံးတက်နေတဲ့အခြေဖြစ်ပါတယ်။ကောင်းတယ်ဘာခတ်မင်းကမင်းရဲ့စိတ်တရားအကြောက်တရားတွေကိုဖယ်ရှားနိုင်ခဲ့ပြီ။ရာဒီဥရောအထင်းတလောက်မပူပေမဲ့လည်း ဆရာဆန်ကတော့ချစ်ပြက်ပြိုက်ကြနေတယ်။နောက်ဆုံးစိတ်မဲကြံတော့တယ်ပါခတ်။အဲ့ဒါတော့လော်ဝဲလက်ရလက်ပြတ်မှာနှစ်ဆေးကြီးလို့ခေါ်တဲ့စာကြောင်တစ်ကြောင်ကိုရေးဆွဲရမယ်။နှစ်ဆေးကြီးရောဂုံမရက်ခတွေကစောက်လျှောက်တယ်လို့ဆိုတယ်။တချိန်ကဘရင်တော်ကဒီဆေးကိုလော်ဝဲလက်ရလက်ပြတ်အောက်မှာထိုးနိုင်ပြီးတော့တိုင်းနိုင်ငံအသီးသီးကိုလက်ယုံရင်နဲ့အောင်မြင်ခဲ့တယ်။ဆရာဆန်ကဘာခတ်ရဲ့ဘဲဘက်လက်ကိုဆွဲယူပြီးလက်ပြတ်အောင်တော့မှာစာသားဝန်းဝန်းတွေကိုရေးဆွဲထိုးလိုက်တယ်။ ဒီဒီချိန်တော့ဘာကြောင့်မှမသိဆရာဆန်ရဲ့စုတ်တံနဲ့အသားကိုတစ်ချက်တစ်ချက်ထုံးနှံလိုက်တိုင်းအသေးခံမတက်နာကျင်လာတယ်။ဘာခတ်အန်ကိုတင်းတင်းကျိတ်ပြီးတော့စိတ်ထဲကနေမနှံကိုဆက်လက်ယူဖတ်နေမိတယ်။အဲ့ဒီလိုယူဖတ်နေမူးမေ့လဲကြတော့မလို့ခံစားလိုက်ရတယ်။စိတ်အယုံကတိမ်စာတစ်ခုလိုပေါ့ပါပြီးလင်းနေရလွင်တော့မဲ့ပုံစံခံစားနေမိတယ်။ဘာခတ်ထန်နေရင်ကော်လုံးကအရှိ့ကိုငှားကြသွားလိုက် အနောက်ကိုလှိုင်းကြသွားလိုက်နှပေးနှစ်ဖက်စီရေထိုးနေလိုက်တဲ့ အမျိုးစုံအားခန်းစားနေရတယ်။ခဏကြာမှတော့အတူတရာနဲ့တဲ့ဂျက်ကွမ်းမကြီးတင်းတဲ့ကိုပြုတ်ကြသလိုခန်းစားလိုက်ရပြီ။ဘာခတ်တယောက်လမ်းဖြတ်ကမျက်လုံးတွေကိုဖွင့်လိုက်မိတယ်။အလုံးကြီးမတဲ့ကြောက်ဖြာကြီးတစ်ချက်ပေါ်မှာဘာခတ်တယောက်ရောက်ရှိနေတယ်။ကြောက်ဖြာကြီးကအတောင်20ပတ်လည်လောက်ကျဲဝင်းပြီးတော့ကြောက်ဖြာကြီးရဲ့အစွန်းမှာတော့တင်းလုံးအရာတွေဖုံးလွှမ်းလိတယ်။ကြောက်ဖြာကြီးကတောင်ကြီးတစ်လုံးရဲ့ထိပ်ပိုင်းဖျားလောက်ဖြစ်လိမ့်မယ်လို့ဘာခတ်တွေးတောမိလိုက်တယ်။ အဲ့ဒီချိန်မှာပဲကြောက်မက်ပွဲရည်တန်ကြီးနဲ့အတူဘလူးကြီးတစ်ကောင်ကမိုးပေါ်ကနေပြုတ်ကျလာပြီးဘခတ်ရဲ့အရှိကိုဆင်းသက်လာခဲ့တယ်။ဘလူးကြီးကတကောလုံးစိမ့်ဖက်ဖက်အသားရည်ရှိပြီးအလွန်ထွားကျိုင်းလာကဘခတ်ကအဲ့ဒီဘလူးကြီးကိုကြည့်နေတဲ့အချိန်မှာပဲဘလူးကြီးကဘာမပြောညာမပြောနဲ့ဘခတ်ကိုဝင်ရောက်တိုက်ခတ်လိုက်တယ်။ဘလူးကြီးရဲ့တိုက်ခတ်တွေကိုဘခတ်တယောက်ရှောင်ရှားနေရတယ်။ဘလူးကြီးကလက်သီးနဲ့တစ်ချက်ထွန်းနှက်လိုက်တဲ့အခါဘခတ်ကလက်သီးချက်ကိုဘယ်ဘက်လဝါနဲ့ဟက်တားလိုက်မိတယ်။ ဘလူကြီးရဲ့လက်သေးပြားကြောင့်ဘခကလက်သေးချက်ကိုတမျက်လိုက်တယ်ဆိုပေမဲ့လက်သေးရဲ့ပြားကြောင့်အနောက်ကိုချစ်တီးကိုဆွဲကလွတ်ထွက်သွားခဲ့တယ်။ကြောက်ဖြာကြီးရဲ့အစွမ်းနာရောက်တဲ့အခါမှာတော့ပြုတ်ကြတော့မဲ့ဆဲဆဲဖြစ်သွားတယ်။ကြောက်ဖြာကြီးရဲ့အောက်ဘက်ကတိမ်နေဖုံးလွှမ်းနေပြီးတော့အလွန်မြင်မလာတဲ့ကြောက်ကမကြီးတစ်ခုကိုတွေ့ရတယ်။ဘလူကြီးကထပ်မံလို့တိုက်ခိုက်ပြန်တယ်။ဘခကဘလူကြီးရဲ့အောက်ကိုရှင်နိုင်မှာမဟုတ်မဲ့တိလိုက်ရတာကြောင့်ဘလူကြီးကို ဂျာကဘာကြီးရဲ့အောက်စီပြုတ်ကျသွားအောင်လုပ်မယ်ဆိုပြီးအကြံရလိုက်တယ်။ဘာခဘလူးကြီးရဲ့တောက်ကွက်တွေကိုပုတ်ကတိကရှောက်တိန်နေရတယ်။တချိန်မှာတော့ဘလူးကြီးကဘာခကိုလက်သီးနဲ့ထိုးနှက်လိုက်တဲ့အခါဘာခကလက်သီးချက်ကိုအသာလေးငုံရှောင်လိုက်လိမ့်တယ်။ဘလူးကြီးကအလုံးပွားပြီးတော့ကြောက်ပြကြီးထက်ကနေပြုတ်ကျလို့စဲစဲဖြစ်သွားတယ်။ဒီကဘာခကဘလူးကြီးရဲ့တကောက်ကွေးကိုချစ်မနှောက်နဲ့ပေါက်ချလိုက်တာမို့ဘလူးကြီးရဲ့ကိုခန္ဓာအရှိတ်ဘက်စီရန်လေးကြပြီ။ကြောက်ကြီးအတွင်းထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ ဘကဘလူးကြီးကိုငုတ်ကြည့်ရင်မောနေမိတယ်။ဒီခါကြောက်ရကြီးရဲ့အပေါ်စီဘလူးကြီး၃កောင်ကထပ်မံခုန်ဆင်းလာပြန်တယ်။ဘလူးတစ်កောင်ကအနေအောင်အသားရည်ရှိပြီးတခြားဘလူးတစ်កောင်ကတော့အနက်ရောင်မဲပြောင်နေတဲ့အသားရည်ရှိကနောက်ဆုံးဘလူးကတော့ထုံးရည်လာဆွတ်ဆွတ်ဖြူနေတယ်။ဘလူးကြီး၃កောင်ကဘခတ်ကိုအတင်းဝင်ရောက်တိုက်ခိုက်ကြတယ်။ဘခတ်ကရှောင်ရှားနေတယ်ဆိုပေမဲ့၃ယောက်တယောက်မို့ဘလူးတွေရဲ့တိုက်ခတ်မှုတွေကိုလှိမ့်နေအောင်ခံရတယ်။အဲ့လိုတိုက်ခတ်နေရင် ဘခတ်ရဲ့ဘဲဘက်လက်ဖြက်အောက်မှာရွှေရောင်စာလုံးတွေပေါ်ပေါက်လာတာကို တွေ့ရတယ်။ဘလူးကြီးတကောင်ကလက်နှစ်ဖက်ကို ဆုပ်ပြီးတော့လက်သေးကြီးတစ်ခုနဲ့ဘခတ်ရဲ့ငယ်ထိတ်ကိုထုချလိုက်တဲ့အခါဘခတ်ကဘဲဘက်လက်နဲ့ပြက်လက်ပိတ်ခံလိုက်တယ်။ဝုန်းကနေမြေတန်ကြီးနဲ့တူဘလူးကြီးကလေးဘော်ကိုမြှောက်တက်ပြီးတော့ခလာလန်းကိုလွှင့်စေချသွားတယ်။ဘခတ်မိမိမျက်လုံးဝရာမယုံကြည်နိုင်အောင် ဖြစ်သွားတယ်။နောက်ထပ်ဘလူးနှကောင်ကိုလည်းဘဲလက်နဲ့ထိုးနဲ့တိုက်ခတ်လိုက်တော့ ဘလူးတွေမရှိမလားခန်းစားရလိမ့်တယ်။ဘာခတ်ရဲ့လက်သီးနဲ့အထိုးခံလိုက်ရတဲ့ဘလူးကြီးကအနောက်ကိုလွတ်ထွက်သွားတော့ဒီနည်းနဲ့ဘာခတ်ကဘလူးကြီး၃ငောင်းကိုကြောက်ဖြာအောက်စီထွန်းတံပြစ်ချလိုက်လိမ့်တယ်။အဲ့ဒီလိုနဲ့ဘလူးလိမ့်ငောင်းစလုံးကိုအနားရသွားတဲ့အခါဘာခတ်ရဲ့ဘဲဘက်လက်ဖြန်နဲ့ညာဘက်လက်တောင်စစ်အနီးမှာရွှေအောင်စာသားတွေပေါ်ပေါက်လာတယ်။အဲ့ဒီအချိန်မှာပဲဆရာဆန်ရဲ့အောင်မီအောင်မီဆိုတဲ့ကြွေးကြော်တံကို ကြားလိုက်ရပြီ။ပဝင်းကျင်က ရခိုင်မူလရှိနေတဲ့အတိုင်းပြောင်းလဲသွားခဲ့တယ်။အောက်မေဘာခက်ကြီးမင်းရဲ့ဆေးတွေအကုန်လုံးအောင်မြင်ခဲ့ပြီ။အခုမင်းလက်တီးလာမောင်တန်းပြီးတော့အောင်မင်းလိုတုံးချောက်အော်လိုက်တော့ဘာခက်ထိုင်နေရကနဲ့မတ်တက်ထားရက်ပြီးအောင်မင်းလိုတုံးချိန်အော်ဟစ်လိုက်လေတယ်။ဘာခက်ရဲ့အော်တာကတောင်ညိုတောင်တခွင်လုံးကိုကြဲလောင်စွာနဲ့ဖုံးလောင်းသွားလေတယ်။မနက်လင်းတာနဲ့လှတီးရဘာခက်ကိုကျောပိုးအိတ်တစ်ခုကိုပေးလာတယ်။အဲ့ဒီလွယ်အိတ်က အင်္ဂလိပ်စစ်သားတွေအတုံးပြူလေးရှိတဲ့ကိမတ်နဲ့ရက်လောက်ထားတဲ့အိတ်တမျိုးဒီအိတ်ထဲမှာတော့ကိုဘခန့်လိုအပ်မဲ့ပစ္စည်းတွေအကောင်လုံးထည့်ပြီးထားပါတယ်ကျေးဇူးတင်ပါတယ်လှတယ်ဘခတ်ကကြော်ဘိုးအိတ်ကိုဆဲမလို့လောက်လိုက်တဲ့အချိန်လက်တစ်ဖက်ထဲမှာအိတ်ကိုလွှဲဖို့အဆင်မပြေလားဒါကြောင့်လှတရပဲဘခတ်ကလွှဲအိတ်ကိုလွှဲပေးလိုက်လိမ့်တယ်ဒါနဲ့မင်းတော်တော်တော်လှလာတာပဲလှတဲ့ဘခတ်ရဲ့စကားကြောင့်လှတဲ့ရရှက်ပြုံးလေးပြုံးပြီးခေါင်းငုံသွားလိမ့်တယ် ိုဘခက်ကဘာတွေပြောနေရလဲဟုတ်တယ်လေမင်းကငါပထမဆုံးတွေ့တော့မင်းကဒီလောက်မလှသေးဘူးလားလို့ဘခက်ကပြောဆိုရင်တဟဟနဲ့ရင်မော့လိုက်တယ်အဲ့ဒီအချိန်မှာပဲဆရာဆန်နဲ့နောက်လိုက်နောက်ပါရိယဘခက်စီကိုလှမ်းလာခဲ့တယ်ဘခက်ပေးထားတဲ့တာဝန်ကိုကျေပွန်အားလှောက်ဆောင်ပါဟုတ်ကဲ့ပါဆရာကြီးကျွန်တော်အစွမ်းကုန်ကြိုးစားပါမယ်ကြိုးစားတာကိုမလိုချင်ဘူးဘခက်မင်းရရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုပဲလိုချင်တယ် ဟုတ်ကဲ့ဆရာကြီးကျွန်တော်မင်းမြောက်တန်စာ၅ပါးကိုမရရတဲ့နည်းနဲ့ယူလာခဲ့ပါမယ်။ဆရာဆန်းကတစ်ချက်ပြုံးလို့ဘာခတ်ရဲ့ပခုံးကိုပုတ်လိုက်တယ်။၄၅ရက်မပြည့်ခင်ဒီကိုပြန်လာခဲ့ပါဘာခတ်။ဘာခတ်ကခေါင်းညိတ်ပြီးတော့နေရာကနေထွက်လာခဲ့တယ်။အင်ဂျင်မြာလို့ခေါ်တဲ့အတိုင်းအဲ့ဒီနေရာမှာအင်ဂျင်ပြင်တွေပေါရောက်နေတယ်။တနေရာအရောက်မှာတော့တစ်ပေသပင်ရဲ့အနောက်ကနေမင်းစီယာထွက်ပေါ်လာတယ်။ကိုဘာခတ်မင်းစီပါလား။ ိုဘခက်ကိုလာနှုတ်ဆက်တာပါဒီလိုမပြောပါနဲ့မနှင်းစီအားမနှင်းစီရဲ့စကားကိုကြားရတာကျုပ်တို့နောက်တခါပြန်မတွေ့တော့မဲ့လူတွေကြားနေရပဲမနှင်းစီရဲ့မျက်နှာကစိတ်မကောင်းဖြစ်နေတဲ့အမှုရဖြစ်နေတယ်ဘခက်ကမနှင်းစီရဲ့ပခုံးကိုလက်နဲ့ဆုပ်ကပ်ပြီးဘာမှမပူပါနဲ့မနှင်းစီကျုပ်တာဝန်တွေကြေပွန်ပြီးတော့အမြန်ဆုံးပြန်လာခဲ့ပါမယ်မနှင်းစီသာဒဏ်ရာကိုဂရုစိုက်ပါမနှင်းစီကခေါင်းကျိလိုက်တယ်ဒီကဘခက် တောင်စင်းလန်အတိုင်းခြေလန်းကျဲကြီးနဲ့ဆင်းသက်သွားခဲ့တယ်။မနေ့စီကတော့ဘခတ်ရဲ့နောက်ကျောကိုလှမ်းကြည့်ရင်မြဝင်းအိမ်အတွင်းထဲကနေမျက်ရည်တွေစီးကျလာခဲ့တယ်။ပရိသတ်များရှေ့ဘဲတန်ဘခတ်နဲ့ဂလုံးတက်ဖွဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလား။စာရေးဆရာအကဆောင်လည်းကျေးဇူးထူးပဲတင်ရှိပါရရှေ့။ဒီဇလလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်သာဝရပတ်ဆိုင်နိုင်ကြပါစေရှင်